များရာကနေပြီးတော့မှအနေငယ်မိုးရော့နေသွားပြီမဲ့လေနောက်ဆက်တွဲဆက်လာတဲ့မုတ်တုံမိုးကြောင့်မြန်မာပြည်မှာမိုးပြန် ကြီးနိုင်တဲ့အနေအထားရှိတယ်လို့ကျွန်တော်တို့ ကနေဦးသုံးသပ်ပါတယ်ဒီအချက်ဟာဆိုရင်မြန်မာပြည်မှာမြစ်တီချောင်းနေရေကြီးနိုင်လားဆိုတဲ့ခမန်းသုံးသပ်ချက်အတွက်ဖြစ်ပါတယ်ကျွန်တော်တို့ဒီကနေ့31ရက်နေ့ကောင်းငင်ဘော်ကနေပြီးတော့ ရေငွေ့ဖွဲ့ကြဆင်းလာတဲ့မိုးရေကြိမ်တွေကိုရေဒါကနေတဆင့်တိုင်းတာပုံပေါ်ကြည့်တဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့ဒီပုံစံလေးမြင်ရမှာဖြစ်ပါတယ်31ရက်နေ့ညနေ9:00နာရီကျော်လောက်မှာဆိုလို့ရှိရင်ရခိုင်ပြည်နယ်တဲမှာနေရာကွက်ပြီးတော့မိုးကြီးသလိုပဲမကွေးတိုင်းနေပြီးတော့မန္တလေးရှမ်းပြည်နယ်မြောက်ဖက် He Eaori die, Yangon died.